ယေရမိအနာဂတ်တိကျမ်းအခန်းကြီး36အငယ်1မှ32ယုဒရှင်ဘယင်ယောရှိသားယောယကိမင်းနန်းစံလေးနှစ်တွင်သာရပြားရဲ့နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာသည်ကသင်သည်စာလိတ်ကိုယူပြီးလင်ယောရှိမင်းလက်ထက်၌သင်အားငါပြောသောနေ့မှစ၍ယနေ့တိုင်အောင်ဣသရေလပြည်ယုဒပြည်အစရှိသောခတ်သိမ်းသောတိုင်းပြည်တို့ကိုငါချင်းသမျှ သိ၌စကားအတိုင်းရေးထားလောယုဒအမျိုးတို့၌ပြုမိဟုငါချံစီသမျှသောဘေးဥပတ်တို့ကိုသူတို့တည်ကြားသောအခါသူတို့ဒုစရိုက်အပြစ်ကိုငါလွတ်မြေအကြောင်းအတိအတိလိုက်ဖူးသော အတ္တမလန်းတို့ကိုရှောင်ကောင်းရှောင်ကြလိမ့်မည်ဟုမိန့်တော်မူ၏သူအခါယူရမိသည်နိရိတာဘာရုကိုခေါ်ပြီးလင်ထာဝရဘုရားမိန့်တော်မူသည်။တမရတော်စကားတော်တို့ကိုပြန်ပြောသည့်အတိုင်း ဘာရုတ်သည်စာလိမ့်၌ရေးထားလေ၏ယူရမိကလည်းငါသည် အချုပ်ခံရနေရသောကြောင့်ဗိမာန်တော်သို့မတော်နိုင်တင်တော်လောငါပြန်ပြောသည့်အတိုင်းတင်သည်စာလိမ့်၌ရေးထားသောထာဝရဘုရား၏စကားတော်တို့ကိုအစာရှောင်သောနေ့တွင်ဗိမာန်တော်၌ရှိသောသူတို့အားဖတ်လောအမျိုးမျိုးအရွာရွာကလာသောယူဒလူတို့အားလည်းဖတ်လော့ ူတို့သည်အတိအတိလိုက်ဖူးသောအတ္တမလန်းကိုရှောင်လျက်ထာဝရဘုရားအားပြတ်ဝုတ်၍ဆုတောင်းကောင်းဆုတောင်းကြလိမ့်မည်ဤလူမျိုး၌ထာဝရဘုရားချိန်တော်မူသောအမျက်ဒေါသသည်အလွန်ပြင်းထန်ပေ၏ဟုဘာရုတ်အားမှားထားလေ၏ထို့သူပရောဖက်ယေရမိမှားထားသည်။အတိုင်းနိရိတာဘာရုတ်သည်ပြု၍ထာဝရဘုရား၏စကားတော်ပါသောစာကိုဗိမာန်တော်၌ဖတ်လေ၏ ယူဒရှင်ဘရင်ယောရှိသားယောယကိမင်းနန်းဆန်ငါနှင့်နဝမလတွင်ယေရုရှလင်မြို့သားအပေါင်းတို့နှင့်ယူဒမြို့ရွာမှယေရုရှလင်မြို့သို့ရောက်လာသောသူအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌အစာရှောင်ရာအချိန်ကိုကြုံညာကြ၏သူအခါဘာရုတ်သည်ဗိမာန်တော်တကားတစ်နာမှအထက်တတိုင်းအတွင် စာရေးတော်ရှာဖန်တာဂေမရီဤအခန်း၌ ယေရမိစီရင်သောစာကိုလူအပေါင်းတို့ရှေ့မှဖတ်လေ၏ထိုစာ၌ပါသည်မသောသာရဖျား၏စကားတော်တို့ကိုရှာဖန်သားဖြစ်သောဂီမရီဣတာမိခာယတိချာလျင်နန်းတော်အတွင်ဆေးရီတော်အခန်းသို့သွား၍ဆေးရီတော်အီလိရှမရှေမာယတာဒီလာယအာခဘောတာအီလနတန်ရှာဖန်သားဂီမရီ ဟာနနိတာဇေတကိအစရှိသောမူတော်မတ်တော်အပေါင်းတို့သည် ထိုင်ရရှိကြ၏ထိုအခါဘာရုတ်သည် လူများတို့အားဖတ်သောစာတွေကမိခာယကြားသည်မြသောစကားတို့ကိုပြန်ပြောလေ၏ထိုမင်းအပေါင်းတို့သည်လည်းကုရှိရှေလမိနာတနိတို့မှဆင်းသက်သောယေဟုဒိကိုဘာရုတ်ထံသို့ဆေလွှတ်လျက်သင်သည် လူများတို့အားဖတ်သောစာလေးကို ပင့်လက်နှင့်ကင်၍လာခဲဟုခေါ်ကြ၏နေရိတာဘာရုတ်ဒီလဲစာလိတ်ကိုကင်၍လာ၏သူတို့ကလည်းထိုင်လို့ငါတို့အားဖတ်လို့ဟုဆိုသည့်အတိုင်းဘာရုတ်ဒီသူတို့ရှေ့မှာဖတ်လေ၏သူစကားအလုံးစုံတို့ကိုမင်းများတို့တည်ကြားရင်အချင်းချင်းကြောက်ရွံ့သောစိတ်ရှိ၍ငါတို့သည်ဤစကားအလုံးစုံတို့ကိုရှင်ဘရင်အားဆက်ဆက်ကြားရှောက်ရမည်ဟုဘာရုတ်ကိုဆိုကြ၏ တဖန်တင်ဒီဤစကားအလုံးစုံတို့ကို သူ့နှုတ်မှတ်သည့်အတိုင်အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျင်ဘာရုတ်ကသူသည်ဤစကားအလုံးစုံတို့ကိုနှုတ်မှတ်၍အကျွန်ုပ်သည်မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောတော့မင်းများတို့ကတင်သွားလောယေရမိနှင့်အတူ ပုန်းရှောင်၍နေလောအဘယ်မှနေသည်ကိုတစုံတစ်ယောက်မျှမသိစေနှင့်ဟုဘာရုတ်အားမှားခဲ့၍ စာလိကိုစည်ရတော်အလိရှမာဤအခန်း၌ထားပြီးမှနန်းတော်အတွင်ရှင်ဘုရင်ထံသို့ဝင်၍ထိုအမှုကိုအကုန်အစင်ရှောက်ကြ၏ ရှင်ဘရင်သည်ထိုစာလေးကိုယူချေဟုယေဟုဒိကိုဆေလွတ်သည်ဖြင့်ယေဟုဒိသည်ဆေးရောအီလိရှမာ၏အခန်းထဲကယူ၍ရှင်ဘရင်အဆရှိသော အထံတော်၌ရက်နေသောမူးမတ်အပေါင်းတို့ရှိမှဖတ်လေ၏ထိုအခါနဝမလဖြစ်၍ရှင်ဘရင်သည်စောင်းကာလ၌စံပြောရာနန်းအခန်းတွင်ထိုင်၍ရှေ့တော်၌မိမေဖြူပေါ်မှမိခဲပုံရှိ၏ ယေဟုဒိသည်သုံးလေးခန်းလောက်ဖတ်မိလျင်ရှင်ဘရင်သည်စရေဤဓာနှင့်လှီး၍မိမယ်ဖြူပေါ်မှရှိသောမိသည်တို့စာလေးကိုချပြစ်လျင် အကုန်အစင်ကျွမ်းလောင်လေ၏ ရှင်ဘီရင်မဆ၍ထိုစကားအလုံးစုံတို့ကိုကြားသောရှင်ဘီရင်ဤကျွန်တရားမျှမကြောင်းမိမိအဝတ်ကိုလည်းမဆုတ်ကြ။ရှင်ဘီရင်ဒီစာလစ်ကိုမိမရှုစေခြင်းငှာအေလနသန်ဒီလာယဂေမရီတို့ဒီတောင်းပန်တော်လေရှင်ဘီရင်ဒီသူတို့စကားကိုနားမထောင်။ဂျပန်ရှင်ဘီယင်သည်စည်ရီးဘာယုတ်နှင့်ပရောဖက်ယေရမိကိုဖမ်းဆီးစေခြင်းငှာတားတော်ယေရမေလာ အဇရီလာတာဆရာယာအဘဒီလာတာရှေလမီတို့ကိုဆေလွတ်လေ၏တို့ရာတွင်သရဖျားသည်ထိုသူနှစ်ယောက်တို့ကိုဝှက်ထားတော်မူ၏ယေရမိနှုတ်မွက်သည့်အတိုင်းဘာရုတ်ရေးထားသောထူစာလေးကို ရှင်ဘရင်မီးရှို့သောနောက်သရဖျား၏နှုတ်ကပတ်တို့သည်ယေရမိတို့ရောက်လာသည်ကားတင်သည့်အခြားသောစာလေးကိုယူ၍ယူဒရှင်ဘရင် ရောရကေမီးရှို့သောအရင်စာလေး၌ပါသည်မသောစကားရင်အတိုင်းရေးထားလောတင်သည်ယူဒရှင်ပေရင်ရောရကေအားပြောဆိုရမည်မှာထာဝရဘုရားမိန်တော်မူသည်ကဘာဘုလုံရှင်ပြင်သည်ဆက်ဆက်လာ၍ဤပြည်ကိုဖျက်ဆီးလိမ့်မည်လူနှင့်တရိษံအပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းလိမ့်မည်ဟူသောစကားကိုအဘဲเจ้าရေးထားသည်ဟုတင်သည်ဆို၍စာလေးကိုမီးရှို့ပြီးထို့ကြောင့်ထာဝရဘုရားသည် ယူဒရှင်ဘရင်ယောယကင်ကိုရိမှတ်၍မိန့်တော်မူသည်ကသူ၏အမျိုးအနွယ်သည်ဒါဝိဒ်၏ယာဇပလင်ပေါ်မှမထိုင်ရသူ၏အသေးကောင်ကိုနေ့အချိန်၌နေဘူးသည်သို့လကညအချိန်၌နှင်းခဲသည်သို့လကပြစ်လိုက်ကြလိမ့်မည်သူမဆ၍သူ၏သားမျိုးတို့ကိုလကသူ၏ဂျွန်တို့ကိုလကအပြစ်နှင့်အလျောက်ငါစီရင်မည်သူတို့နှင့်ယေရုရှလင်မြို့သူယူဒပြည်သားတို့သည်နားမထောင် သူတို့အပေါ်သို့ငါချင်းသည်။တော့ဘေးဥပတ်တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏ထို့အခါယေရမိသည် အခြားသောစာလိတ်ကိုယူ၍နေရိတာစေယေဘာရုတ်အားပေးသည်ဖြင့်ယုဒရှင်ဘေးရင်ယောယကိမိရှုသောစာ၌ပါသည်တော်စကားတို့ကိုယေရမိသည်နှုတ်မွဲ့၍ဘာရုတ်သည်ရေးထား၏အလားတူသောစကားအများကိုလည်းထပ်၍တွင်ရ၏အာမင် God bless you